ကိုအဖေကိုပေါ့နော်ဟိုတောင်60လွှဲထားတယ်ဆိုရင်ဒီနေရာမှာတောင်60လို့ရေးလိုက်50တောင်ပေါ့နော်50တောင်လို့ရေးလိုက်ရင်ရတယ်ဒီနေရာမှာအမှန်ချစ်ချစ်ဖို့ကတော့မမင်းနဲ့ပေါ့နော်ဆိုနိုတာဒီမှာဆိုနိုတာဆိုတဲ့ဒီအတိုင်းကျွန်တော်ရေးထားတဲ့အတိုင်းလေးပဲဒါလေးကိုအမှန်ချစ်ချစ်ပေးလိုက်ပြီးကြတော့ဒီမှာနောက်တစ်ခုကကြတော့ဒီအောက်ကပေါ့နော်38တောင်အထက်ကိုလွှဲပေးချောင်းကိုကျွန်တော်ဒီမှာအမှန်ချစ်ချစ်ပေးလိုက်အောင်ပါနော်38 စံကျူအချီမှရေးကြော်တော့ရှာရိုက်ဆိုတဲ့နေရာကိုအမှန်ကြီးချစ်ပေးလိုက်ဒါဆိုရင်အဆင်ပြေဒါကတော့ကျွန်တော်အဖေကိုပေါ့နော်အဖေဘာမောင်တော်ဆမှုကအဖေမွေးတဲ့အဖေရဲ့မွေးတဲ့ကလေးကိုထင်မယ်စွန်းလို့တော့အမှန်ကြီးချစ်မယ်ငွေလွှဲတဲ့ပမာဏကိုထင်မယ်ပြီးရင်ဒီနေရာမှာ38တောင်းအကျော်လွှဲတာဖြစ်တဲ့အတွက်ပြန်ဒီနေရာကိုအမှန်ကြီးချစ်မယ်ပြီးတော့ဒီနေရာကနေရာလိပ်စာကိုထည့်ရမှာ ဒီအဖေရဲ့နေရလိမ့်စားဥပမာအဖေကရန်ကုန်မှာနေတဲ့မြန်မာနိုင်ငံဆိုရင်ကျွန်တော်ရန်ကုန်ဘယ်မြို့နေဘယ်မြို့နေဆိုတာအသေးချာအတိအကျလေးရေးနိုင်လို့အကောင်းဆုံးပါပဲဟုတ်ပြီနော်ကျွန်တော်ကတော့ဥပမာအနေနဲ့ရန်ကုန်မြန်မာလိုပဲရေးပေးထားတယ်ကိုကမန္တလေးတိုင်းမကွေးတိုင်းမှာနေတယ်ဆိုရင်မန္တလေးမကွေးတိုင်းဘယ်မြို့နေမှာနေတယ်ဆိုတာကိုအတိအကျရေးပေးနိုင်ရင်ဒါအကောင်းဆုံးပဲဖြစ်တယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ဒါကအဖေအောက်မှာကျွန်တော်ကအမေပေါ့နော်အမေကိုရေးတယ်ဟုတ်ပြီနော်အမေ AA တော်ရေးမလို့တော့ဝေးကိုရေးတယ်တော်စမှုကဟာဟာအမေပေါ့နော် အမေရဲ့မွေးတဲ့ကိကိုရေးတယ်ဟုတ်ပြီနော်ဒီမှာပြီးကြတော့ခုခုနအဖေကိုဖြည့်ခဲ့တဲ့အတိုင်းပဲကျွန်တော်တို့ဒီမှာစုံလို့တလေဖြည့်လိုက်မယ်ပြီးကြရင်ကိုငွေလွှဲတဲ့ပမာဏကိုရေးမယ်ပြီးကြရင်ဒီမှာအမှန်ကြီးချစ်မယ် ဟုတ်ပြီနော်38ရဲ့ဘေးနားလေးမှာအမှန်38ရဲ့ဘေးနားလေးမှာအမှန်ချစ်ချစ်မယ်ပြီးကြရင် အမေရဲ့နေရက်လိပ်စာအတိအကျကိုရေးမယ်မြန်မာနိုင်ငံမှာနေတိုင်းနဲ့အမေရဲ့နေရက်လိပ်စာအတိအကျကိုရေးလိုက်မယ်ဆိုရင်ကျွန်တော်အဆင်ပြေသွားပြီပေါ့နော်တကယ်လို့ကိုကအကိုစီကိုလည်းလွှဲထားတယ်ဆိုရင်အကိုရဲ့နာမည်ကျော်ကြီးကျော်ကြီးပေါ့နော်အကိုရဲ့နာမည်ကျော်ကြီးကိုတဲ့တယ်ပြီးတော့တော်ဆက်မှုမှာအကိုလို့ရေးတယ်မွေးတဲ့ကေးကိုရေးမယ်ဟုတ်ပြီနော်ဒီနေရာမှာငွေလွှဲတဲ့ပမာဏကိုရေးမယ်ဒီ38အကျော်ဆိုတဲ့နေရာမှာအမှန်ချစ်ချစ်မယ်နေရက်လိပ်စာကိုရေးမယ်ဒီနေရာ ဒါပဲဆိုတော့နောက်အောက်မှာဒါထူးခြားချက်ပေါ့နော်ကျွန်တော်ကနာမည်တစ်နှစ်ခုလုံးကအတူတူပဲရေးလိုက်တော့တယ်ဗျာကျော်ကြီးပေါ့နော်ဒါဒီကျော်ကြီးကအောက်ကအပေါ်ကကျော်ကြီးကအကိုကျွန်တော်ရဲ့ဒီအောက်ကကျော်ကြီးကညီဘာလို့လဲဆိုတော့ဒီမှာခွဲထားတာပေါ့နော်ဒီမှာဒါအဲ့ဒီဒါအိုတိုတိုဆိုတော့အိုတိုတိုဒါညီတော့ဆက်မှုမှာညီမွေတဲ့ကြီးကိုရေးမယ်ပြီးကြတော့ကျွန်တော်တို့ဒီအပေါ်ကဟာလေးနဲ့မတူတာကဘာလဲလဲဆိုတော့ကျွန်တော်တို့ဒီမှာဒုက္ခတဲဆိုတဲ့ဟာလေးအောက်မှာဒုက္ခတဲဆိုတဲ့ဟာပါတယ်ပေါ့နော်ဟုတ်ပြီ ဒီဟာလေးကိုအမှန်ကြီးချစ်မဲ့ကျွန်တော်ပြထားတဲ့အတိုင်းလေးပဲဒီမှာငွေလွှဲတဲ့ပမာဏကိုက10000လွှဲတယ်ဆိုရင်ဒီနေရာမှာ10000ကိုရေးမယ်တကယ်လို့ကိုက1020လွှဲထားတယ်ဆိုရင်1020ကိုရေးလိုက်ဟုတ်ပြီနော်ဒါဆိုရင်ဒီဟာဒီဟာကျတော့ဒီစမ်းကြွားချစ်မဲ့အေးချုံမဟုတ်တော့ပဲနဲ့ဒီအဘွားဟာလေးချစ်ချစ်ပြတာပေါ့နော်ဒီမှာသူကျွန်တော်ရဲ့အသက်ဒီ 30မပြည့်သေးတဲ့အတွက်16နှစ်နဲ့30ကြာဖြစ်တဲ့အတွက်ကျွန်တော်ကဒီအပေါ်ကဟာမန်ကြီးချစ်လိုက်တယ်သူရဲ့နေရာလိပ်စာကိုရေးတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီဟာကိုဖြစ်ပြီးသွားပြီပေါ့နော်ဖြစ်ပြီးသွားပြီဆိုရင်ကျွန်တော်ပြီးပြီလားဆိုဖြစ်ပြီးတာနဲ့ကဟိုအရင်ကစဖြစ်လိုက်ရင်အဆင်ပြေတယ်ပေါ့နော်အခုနောက်ပိုင်းကဒီငွေပတ်စံကိုတကယ်လွှဲခဲ့တာဖြစ်ကြောင်းကိုသူတို့ကတက်တယ်ဖြစ်တင်ပြခိုင်းတယ်ပေါ့နော်ကိုလွှဲလဲတဲ့သူကအဖေအမေ ပေါ့နော်ညီကိုမောင်နှမတွေလွှဲလိုက်ပြီဆိုရင်တကယ်လွှဲတာဟုတ်မဟုတ်ကိုသူကပြည်သားကိုပြတ်ခိုင်းတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကမြန်မာနိုင်ငံကိုလွှဲတဲ့အချိန်မှာကျွန်တော်တို့ဒီ SBI နဲ့ပဲဖြစ်ဖြစ်ချောတိုင်နဲ့ဖြစ်ဖြစ်ဖြစ်လွှဲခဲ့တယ်ဆိုရင်ကျွန်တော်တို့ Kyo Dai ကပဲဖြစ်ဖြစ် SBI ကပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီပြည်စာကိုတောင်းခံလို့ရတယ်သူတို့က PDF ဖိုင်နဲ့ပို့ပေးတယ်ပေါ့နော်အဲ့ဒါကိုကိုကဒီ family member ပဲဖြစ်ဖြစ်ဒီ7 level ပဲဖြစ်ဖြစ်သွားပြီးတော့ ဟို print out ထုတ်ပြီးတော့ပူးတွဲတင်ပြပေးမယ်ဆိုရင်ကျွန်တော်တို့ဒါအဆင်ပြေသွားပြီပေါ့နော်ဒီနေရာမှာနောက်တစ်ခုကနည်းနည်းဟို season ကြရတဲ့အပိုင်းတစ်ခုတို့တောင်းဆိုတာရှိတယ်ပေါ့နော်ဒီနိုင်ငံတော်ဘက်ကဘာလဲဆိုတော့တကယ်လို့ဒီဘမောင်ဆိုတဲ့လူကအဖေတော်ဆက်ကြောင်းအမေတော်ဆက်ကြောင်းကိုရှင်းပြပါဆိုတဲ့ဟာလေးတွေပါတတ်တယ်ပေါ့နော်တကယ်လို့အဲ့လိုမျိုးဟာမဖြစ်ဟိုဟာအခက်တစ်ခုတစုံတစ်ခုအခက်ကြီးမဖြစ်အောင်ဆိုရင်ကိုကဒီလျှောက်လွာကိုဖြစ် တဲ့အချိန်မှာပေါ့နော်ကိုကပြင်ဆင်ထားရမှာက SBI နဲ့လွှဲခဲ့မဲ့ဆိုရင် SBI ကလွှဲတဲ့ဒီပြည်စာပေါ့နော်ဒီတကယ်လို့ကိုကချောတိုင်ကလွှဲခဲ့မယ်ဆိုရင်ချောတိုင်ရဲ့ပြည်စာကိုယူထားမယ်ပြီးတော့နောက်တစ်ခုကဒကောင်စင်းရင်လက်ရှိကိုရဲ့ဒကောင်စင်းရင်ကိုဂျပန်လိုပဲဖြစ်ဖြစ်အဲဂျပန်လိုဘာသာပြန်ပြီးတော့ဗောနောအဖေအမေညီကိုမောင်နှမတော်ဆက်မှုကိုပြတဲ့ဆက်ဆက်ပတ်သက်မှုကိုပြနိုင်တဲ့တက်တဲ့အထောက်အထားနဲ့ပူတွဲပြီးတင်ခဲ့မယ်ဆိုရင် တကယ်ကိုမှပဲကျွန်တော်တို့နောက်လာမယ့်နှစ်ထဲမှာကျွန်တော်တို့ဒီအခွန်တက်တာလာမှာပေါ့နော်တိတိတာတာတက်တာလာမှာဖြစ်တယ်ဘယ်အချမ်းအားဖြင့်တော့ကျွန်တော်အတိအကျတော့မပြောနိုင်ပေမဲ့တော်တော်ကိုတိတိတာတာတက်တာလာမယ်ဘာလို့လဲဆိုတော့လက်ရှိတထောင်လောက်ဆောင်နေရတဲ့သူက9000လောက်ဖြစ်လာတာတို့ကျူမင်းစစ်လက်ရှိကတောင်းလောက်ဆောင်နေရတယ်အဲဆိုတော့နောက်နှစ်ဒီလိုမျိုးတင်လိုက်တဲ့အခါကျရင်မိခိုတွေရှိချောင်းတင်ပြလိုက်တဲ့အခါမှာနှစ်ကုန်ဒီနေမစချိုးစင်းတဲ့အတူတင်ပြလိုက်မယ်ဆိုရင်နောက်နှစ်လာမယ့်လာမယ့်နှစ်တွေမှာအခွန်တွေတိတိတသာကိုတက်တာလာမှာ ဖြစ်တယ်ပေါ့နော်တကယ်လို့အဲ့လိုမျိုးအခွင့်အသက်တာလာပြီးတဲ့နောက်ပိုင်းမှာတခြားတခြားသောနိုင်ငံတော်ကပေးတဲ့ကျွန်တော်ဒီထောက်ပံ့ကြေးတွေလည်းပဲရအောင်ရလာနိုင်ရေပေါ့နော်ဖြစ်တဲ့အတွက်ဒါကိုမှန်မှန်ကန်ကန်ဖြစ်ပြီးတော့မှန်မှန်ကန်ကန်တင်ပြနိုင်ခဲ့မယ်ဆိုရင်တကယ်ကိုကျွန်တော်တို့အတွက်အကျိုးရှိတဲ့ခွန်လျှောက်ထားခြင်းတစ်ခုဖြစ်တယ်ဆိုတဲ့ဟာကိုပြောကြရင်းနဲ့ပဲကျွန်တော်အဆုံးသတ်ပြရစေဗျာအဆုံးတိကြည့်ပေးတဲ့အရောက်စတဲ့ကိုကျေးဇူးအများကြီးတင်ပါတယ်တကယ်လို့ကျွန်တော်ရဲ့ဒီဗီဒီယိုကြည့်ပြီးတော့နားမလည်တာတစ်ခုခုရှိခဲ့လို့ဆိုရင်ကျွန်တော်ရဲ့ဒီဗီဒီယိုရဲ့ comment အပေါက်မှာပေါ့နော်ရေးထားပေးခဲ့ပါ ကျွန်တော်ကတော့လက်ရှိကတော့ကျွန်တော်နားလေသလောက်ကျွန်တော်ရှင်းပြပေးထားတယ်နောက်တစ်ခုကဒီဟာဒီရှောက်လွာကြီးဟာရှင်းပြရင်ရှင်းပြသလောက်ရှုပ်လာမှာဖြစ်တဲ့အတွက်ကျွန်တော်ကတော့အလွယ်ကူဆုံးကျွန်တော်ရေးပြီးတော့ရှင်းပြထားတာဖြစ်တယ်ပေါ့နော်ဆိုတော့ဒါလေးကိုကြည့်ပြီးတော့တစုံတရာမိတ်ဆွေတွေအတွက်တငယ်ချင်းတို့အတွက်ပေါ့နော်အကျိုးရှိခဲ့မယ်ဆိုရင်တော့ဖြင့်ကျွန်တော်ရဲ့ဒီဗီဒီယိုကိုလိုက်ရင် share လေးလုပ်ပေးပါလို့ကျွန်တော်ကတော့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်